ချမ်းသာကြောင့်အကြွားလိုမေလို့တသိရီမျက်စိကြပြီးအိမ်ဖောက်ခံလိုက်ရတဲ့ဝိုင်းချုံမှပြည်မြအလုံးမဲမိလာပါရှင်ဝိုင်းချုံမှတော့အကြော်ရောင်ရဲ့တနေ့တနေ့တင်းဆက်ခြေဝင်နေတဲ့ဆယ်လီအကြော်တဲ့တယောက်ပဲဖြစ်ပါတယ်ဝိုင်းချုံမရဲ့အကြော်တွေကတခြားအကြော်တွေထက်ထူးကဲနေရာကြောင့်တနေ့တနေ့ကြောင့်အတတ်နေရပါနမေကြီးလာတဲ့နောက်ပိုင်းမှာဝိုင်းချုံမရဲ့မစင်မချင်းစကားရည်အကြောင်းပွဲရည်လေးဖြစ်ခဲ့တာပါ ဝိုင်းချုံမတရားအကျော်ရရောင်ရလို့လို့သိန်း2000တန်းအိမ်ဝိုင်းကြီးကိုလည်းဝယ်ထားလိုက်ပြီပဲဖြစ်ပါတယ်အကျော်ပြီးကြီးကြီးတက်ချမ်းအကျော်ကျော်ပြီးကြီးကြီးတက်ချမ်းတာနေရာဝိုင်းချုံမတရားပါ သိန်းနှစ်ထောင်တန်း AYG ကိုဝယ်လိုက်တဲ့အပြင်သိန်းရာချီအကုန်ကျခံပြီးချစ်ချိတ်တဲ့လူကြီးကိုလည်းချမ်းဖောက်ခဲ့ပြီးတူလူပွဲမှာလည်းမိသားစုလိုက်လဝေယတနာအပြင်နဲ့ထဲဝနေကြတာပါဒါကြောင့်တခုရိကမျက်စိချပြီးဝိုင်းချုံမရဲ့အင်ကိုဖောက်ထွင်ခဲ့ကြပါရယ်ဝိုင်းချုံမရဲ့အင်ကတကား၃ဆလောက်ခက်ထားတာဖြစ်ပြီးအင်တဲကိုဝင်ပေါ်ရခက်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 အကျိုးပေးရမှာပါဓမေဝိုင်းချုံမအင်ကိုလေးလာပြတာဖြစ်တဲ့တခုရိကနောက်ဖေးပေါက်ကနေဝင်ကအင်ရွေပြည့်စီရိကိုခိုးယူထားကြတာပဲဖြစ်ပါရယ် ဝိုင်းချုံမတို့ကမိသားစုလိုက်အကျော်ရောင်းသွားကြတာဖြစ်တဲ့အတွက် သူတို့အိမ်ကိုလည်းအိန္ဒိနာဂျန်တွေကိုကြည်ပေးဖို့အပ်ခဲ့ရပါအိန္ဒိနာဂျန်တွေအားလည်းအချိန်ပြည့်ကြည်မပေးနိုင်တာကြောင့်တကူရီကလည်းအိမ်နောက်ဖေးအဖောက်ကနေဝင်သွားတာကြောင့်ဘသူမှမတိလိုက်ရတာပါဝိုက်ချုံမတို့လည်းအကြော်ရောက်ပြီးမြလာမအင်းဖောက်ခလန်ရမယ်တိလိုက်ရပါတယ်။တမတို့အင်းအဖောက်ခလန်ရကြောင်းလိုက်လွင့်ပြီးပြောလာခဲ့တာပဲဖြစ်ပါတယ်။တခုရီကဝိုင်းချုံမတို့အိမ်မှာရှိတဲ့လဝိယတနာတွေကိုယူသွားခဲ့တဲ့အပြင်ဒေဝကြီးသလုံးကိုလည်းယူသွားခဲ့ပါသေးတယ်။ဝိုင်းချုံမတို့အလူတုံကဝစ်စင်ခဲ့တဲ့ကြောက်စင်တစင်စာဗတမြတစင်စာနဲ့ တခြားလဝိတနာတွေကိုလည်းအပိုင်တင်သွားခဲ့ရပဲဖြစ်ပါတယ်။တကွာတော့ဝိုင်းချုံမတို့အင်္ဂါပစ္စည်းတွေကိုအပိုင်တင်သွားပြီးနေချင်းညချင်းတစ်ထည့်ဖြစ်ပြီးဆိုပြီးထင်ထားလောက်ပါတယ်။ဒါကြောင့်လည်းခက်ခက်ခက်ခဲအင်းတွေထိခိုးယူခဲ့တာဖြစ်မှာပါ။တကယ်တော့ဝိုင်းချုံမတို့အင်္ဂါပစ္စည်းတွေဟာအစ်စ်တွေမဟုတ်ပဲအတုတွေရာဖြစ်နေခဲ့တာကိုတော့ဝိုင်းချုံမလိုက်လွှင့်ပြီးပြောမှတခုလည်းတီးသွားမယ်ထင်ပါတယ်။ ပါသွားတဲ့ပစ္စည်းတွေကအတူတူဆိုပေမဲ့၄၅တောင်းခဏန်းတန်ကြီးရှိတာကြောင့်နှမျိုးမိနေရပါ။နောက်ပြီးတခုကဒုမရဲ့ view တွေကိုလည်းမှွေနှောက်သွားတာကြောင့်အဝတ်စားတွေပြန်ရှိရတော့မှဆိုတော့ကိုဝိုင်းချုံမတယောက်စိတ်ညစ်နေရပဲဖြစ်ပါတယ်။ဝိုင်းချုံမကတိုင်းနှထောင်းတန်း AYG ဝယ်တော့ကဒုမတို့ဘိုင်ဆိုင်ထားတဲ့လောဝေးရတနာတွေအကုန်လုံးရောင်းချလိုက်တာဖြစ်လို့ ဝိုင်းချုံမကတိန်းနှထောင်တန်းအေဝိုင်ဂျီဝဲတို့ကသူတို့တို့ပိုင်ဆိုင်ထားတဲ့လောဝေဒနာတွေအကုန်ရောင်းချလိုက်တာဖြစ်လို့အခုချိန်ထိပြမလုံနိုင်သေးတာပါ။ဒါဟုတ်တတိယအထင်ကြီးပြီးခုခေရပဲဖြစ်ပါရယ်။ဝိုင်းချုံမကသူတို့အကြောရောက်ပြီးမီဒီယာအနေနဲ့စဉ်အကြောလုံးထွက်လာပြီးတဲ့နောက်အေဝဲဒါတွေလောဝေဒနာတွေလောက်တာကစာမီဒီယာအနေနဲ့ပြပြခင်ပူပါရယ်။ဒါရီရပဲတခုထင်ကြီးပြီးမျက်စိကြသွားစီခဲ့ရပါ။ပိတရီကတော့ဝိုင်းချုံမတရားအကြောလုံးပြီးအိမ်ဖောက်ခင်ရတယ်လို့စာနာနေကြပဲဖြစ်ပါရယ်။ ကန်တီလို့တံပိုးကြီးကြီးမားမားသခုလက်ချင်းမရောက်ခဲ့ပေမဲ့သတိထားဖို့ပြည်သက်တချို့ကဝိုင်းချုံမောက်သတိပေးနေကြတာပါ။သူမဂရိုင်းကလည်းယခုအဖြစ်ကိုဒီကန်းစာယူပြီးအိမ်တွင်းရင်းနဲ့ပသက်ပြီးအဆက်ဆက်ရရာသတိထားတော့မှာပါ။ပြည်သက်တို့အနေနဲ့ရောအကြွားလုံးပဲအိမ်ဖောက်ထွင်းခလဲရတဲ့ဝိုင်းချုံမားနဲ့ပသက်ပြီးအမြင်လေးတွေကိုကမ္ဘာမကြီးပေးခဲ့ပါအောင်နော်။ ကဲပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းအကြောင်းအတင်းနဲ့အတူပြန်လာခေတ်မှာဖြစ်လို့အတိတ်တော်ဗီဒီယိုမလို့တန်သိရှိနိုင်ဖို့အတွက်မိနာချက်ပေးခေါင်းလုံးလေးကိုလည်းနှိထားပေးကြပါရှင်။ပိုက်တဲ့လူအနေနဲ့လက်တော်ဖြစ်ပြနေတဲ့အကြောင်းအရာတွေကိုသိချင်နေဆိုရင်တော့ကျွန်တော်တို့ page လေးကို like follow ထားပေးကြပါဦးနော်။